ရင်ဗီဒီယိုတွေတုန်းကပြောပြဘူးတဲ့ position နှစ်ခုပေါ့အကောင့်လေးလေ့ကျင့်လိုက်အကောင့်လေးလေ့ကျင့်ပြီးဆိုရင်ဒီလိုမျိုး note တွေပုံတွေပေါ့ Google မှာတို့ Facebook မှာတို့နာမည်လေးတွေနဲ့ရှာလို့ရကိုတီးကျင်တဲ့တချင်လေးတော်တော်များများရှိတတ်တယ်ပေါ့ note တွေရလာပြီဆိုရင်တချင်လေးကိုတော့တေချာနားထောင်ပေါ့တေချာနားထောင်ပြီး light တီးပေါ့တီးလို့အဆင်ပြေရောဒါဆိုရင် position number 1 do re mi fa so la di ne အရင်ဗီဒီယိုလေးလေ့ကျင့်တာလူတော့တော်တော်လေးအဆင်ပြေမှာကျွန်တော်ဒီရှင်းကိုဖြည်းဖြည်းလေးပြီးရင်လည်းပဲပြောပြပေးတော့ခက်တာကြီးလည်းမပေါ့ဘူးဖြည်းဖြည်းချင်းပဲတီးပြမယ်စီဂီပေါ့ဥဇော်ဝန်ဆိုထားတဲ့ဂီယာစီဂီနဲ့ဆိုအဲဂီနဲ့ပဲကျွန်တော်တီးပြပေးစီဆိုတော့ အဆင်ပြေတယ်ဗျာသူကကြတော့လက်ကအနေထားမကျဲလဲမကျဲဒီကောင်နဲ့ F pad ဆိုရင်တော့နည်းနည်းကျဲသွားပြီပေါ့အဲ့လိုမျိုး G လို့ဆိုရင်လည်းနည်းနည်းကျဲသွား C ကတော့သူအနေထားလေးကမစိုးဘူး C လေးနဲ့မတီးပြဘူးတကယ်လို့ကိုက C နဲ့မတီးခြင်းကိုစိုးခြင်းနာကိုတီးခြင်းနာ G နဲ့တီးခြင်းနဲ့ဘာမှဖြူမစိုးဘူးဆိုရင်တော့ကိစ္စမရှိဘူးဗျအတန်နဲ့လိုက်ဆိုင်လိုက်ဆိုင်မလို့ဘူးဒီတရားနဲ့သူနှုတ်ထဲအတိုင်းသူကဒိုရီမီဖာရေးထားတဲ့အတိုင်းကိုယ့်ဘက်ကို G ဆိုရင်လည်း G နဲ့ G ဆိုရင်လည်း G နဲ့ပြောင်းပြီးကိုယ်ကိုတီးကျင်တီးလို့ရ A ဆိုရင်လည်း A နဲ့ကိုယ်ကိုပြောင်းပြီးတီးကျင်တီးလို့ရမဆိုးဘူးဆိုရင်ကိုကြိုက်တဲ့အနေထားနဲ့ကိုလက်သားတဲ့အနေထားနဲ့ကိုကျွမ်းကျင်တဲ့အနေထားနဲ့ကိုပေါ့ကိုတီးလို့ရဒါကျွန်တော်စီကီးနဲ့ပဲပြပေးမှန်းလို့လို့ဆိုရဒီလန်နေတာကျွန်တော်အစသာတွင်တင်တာတော့ဒီသူတာဝန်ယူရတဲ့လက်လေးရှိရတကယ်လို့ကိုကကျွမ်းကျင်သွားပြီဆိုရင်ဒီလက်တန်းအကွက်ကိုလက်ညိုးရလက်ခလဲကိုပေါ့ကိုသွားကျင်သွားလို့ရရပါမယ်ဒါက အမှန်နဲ့မားတယ်မရှိဘူး intro ပေါ့ intro က f အဲ့ f ကိုမှတော့6ကစာ6 1 2 3 4 5 6 6ဒါမှဖြည်းဖြည်းလေးချင်းစီပဲတီးသွားလဲ အဲ့မှာဆိုရင်ရှေ့မှာတုံညာလေးရှိတယ်တုံညာဆိုတော့မတီးရဘူးပေါ့မတီးရဘူးပဲဟို1မှာ5တီးရပြီးတော့ 2n မှာကျတော့2မှာ0ဆိုတော့မတီးဘူး2မှာမတီးပဲနဲ့ n မှာ6တီးရပေါ့6 6 1 1 1 2 n 3 n 4 n အဲ့ပုံစံမျိုးဖြစ်တော့တုံညာလေးပါတုံညာမတီးဘူးလို့သဘောရအောင်အဲ့နာနေပြန်တီးပြန် நல்லா இருக்கும்